ကျွန်တော်အဲ့ဒါရိုက်ပွေးလုံနေတဲ့ဆိုင်းကိုပြောတယ်ဆိုင်းဆိုင်းလို့ဆိုင်းနာမည်ဘယ်သူလဲဆိုလေးပြေးဟာဖလိုက်အောင်မိုက်စညုံးဟိုဟာဖတ်လိုက်တော့စကွတ်ဖက်ဇုံဇုံရကြီးကဆိုင်းဇုံရတိန်းနေဟမ်ကျွန်တော်ကြောက်ပါလို့ဇုံဝင်းဖြစ်နေရတယ်ကိုဇုံဝင်းမှာအဲ့လိုပြောလဲကျွန်မအဆိုင်းအုံမိဘွားကထားကြည့်ရော Life နိုင်လွေမင်းဇော်ဝင်းဇော်ဝင်းမင်းတေစာတေစာမင်းမိုးတော့နောက်တခြားဟာကြီးကတော့ရုံမတင်ရသေးဟိုရုံတင်ဟိုဟာထဲမှာမပါသေးတော့လေဇော်ဝင်းကကျတော့အခုလာမဲ့6လပိုင်းမှာပေါ့နော်ရုံတင်မဲ့ပြစ်စလက်မိုးပြစ်စလက်မိုးထဲမှာဆက်ဆိုင်တဲ့ကားထဲမှာနာမည်ကဇော်ဝင်းပေါ့အာတေစာကကျတော့လူပြိုထောင်းထူအောင်နဲ့သူလည်း6လပိုင်းထဲမှာပဲတင်ပါပဲဟောနောက်ပြီးတော့ နာမည်တော့မပါဘူးဒါပေမဲ့ဟိုပါလေနေဝင်တဲ့ဖိုးဖွေးအကြီးကြီးဆိုတဲ့ကားမှာတော့ကျွန်တော်အဲ့လိုဧည့်သည်အနေနဲ့ပါတယ်ဧည့်သည်ဆိုရင်အဲ့လိုစင်နနေကြီးရပြီးတော့နောက်ဒီဇယ်လန်တွေပြင်လဲနောက်9လပိုင်းလောက်ကျရင် W နဲ့ Rider Wayne ဖေးပေါ့ W နဲ့ရိုက်ထား Agent မောင်ရယ်စိုင်းစီတွန်ခန့်ကျွန်တော်ရယ်၃ယောက် Migrate ကေပေါ့ဟိုအရေးရောင်များဆိုတဲ့ series တက်ကျွန်တော်အဲ့ဒါရိုက်ခွေးလုံနေတဲ့အဆိုင်ကိုပြောတယ်စိုင်းစိုင်းလို့စိုင်းနာမည်ဘယ်သူလဲဆိုတော့လေးပြေးဟာလှလိုက်အောင်မိုင်း ပုံမပီသားကကြတော့ဟိုဇကားထဲမှာသူ့နာမည်နှစ်မျိုးပင်ကီတဲ့နော်လှတယ်။နောက်ဗမာလူလေးကြတော့မိုးစပန်ကြည့်အောင်။နောက်ဖူဖူကကြတော့ချီပြားတဲ့။အာကျွန်တော်အာဆိုင်ကျွန်တော်နာမည်ပြီးလဲဇညုံးဟိုကဖတ်လိုက်တော့ sacrifice ဖတ်ဇုံဇုံရပြီးလဲဆိုင်ဇုံရသိမ့်နေဟမ်ကျွန်တော်ကြဘာလို့ဇုံဝင်ဖြစ်နေရလဲ။ပုံးလေးပါမင်းနာမည်လေးကကြတော့ခေါ်လိုက်လို့ရှိရင်အဲ့လိုဇုံဝင်ဟာဟိုကစကားပြောတာစား ်ကျွန်တော်ဇော်ဝင်းမှာခမရလို့ပြောတယ်ကိုကဇော်ဝင်းလေအဲသူကအဲ့လိုမျိုးဖြစ်စေချင်တာအဲ့လိုအဲ့လိုအဲ့လိုသူကအဲ့လိုဖြစ်စေချင်တာဆိုတော့အော်โอเคကြိုက်ပြီအဲ့ဆိုလည်းပြီးရောဆိုရင်ဇော်ဝင်းပေါ့အဲ့ဒါကလည်းအမှတ်တရရှိရယ်ပရမမတ်တစ်ပေါ့မင်းတိမင်းတိကဖုန်းဆက်တဲ့အချိန်မှာသိရတဲ့ sign ဒီရုပ်ရှင်အသက်ရိုက်မဲ့ကားမှာပေါ့နော်ဟိုဧည့်သည်အနေနဲ့လာကူညီပေးပါလားတဲ့တစ်ဆင့်နှစ်ဆင့်လောက်ပဲဆိုတော့ဟောဘာပြောကျွန်တော်က sign တို့ထွန်းထွန်းတို့ ်အကိုရဲလေးတို့ပေါ့နော်ကိုရင်းနီးရရင်းနီးကြောင့်ပတ်သက်ပတ်သက်ကြောင်းနေဆိုကျွန်တော်ကအမြဲတမ်းအဲ့လိုဘာဘယ်လိုနေရာပဲဖြစ်ဖြစ်ကျွန်တော်ဝင်ရိုက်ပေးနေကြအောင်ဝင်ရိုက်ပေးနေကြဆိုတော့ဘာသူတို့တွေကလည်းကျွန်တော်ပေါ်မှာကျေးဇူးရှိခဲ့ပြုတာပေါ့အဲ့တော့ရိုက်ပေးနေကြဆိုတော့ဆိုင်းဆိုအရရပေါ်မသိကျွန်တော်လိုက်ရိုက်ပေးမယ်လို့ဆိုတော့အဲ့ဒါရက်ပရမပြောပြွားရတဲ့အချိန်မှာနောက်နေ့ရက်လောက်နေတော့ဖုန်းပြန်ဆက်ပြီးတင်းရတယ်ဟွာအစင်းအစင်းမဟုတ်ဘူးလေနှစ်ရက်နှစ်ရက်လောက်ရပြီလို့ရမလားဆိုတော့အော်အိမ်မောမထူးပါဘူးကိုကအကူညီမယ်လဲပြောပြွားရဆိုတော့ပြည်လာပြ on scene ရောက်တော့မှဆိုင်းက သူကစင်းနေရောဆက်ခရစ်တွေရောဒါတော့အများကြီးပဲသူကတိုးတိုးတိုးရင်းတိုးရင်းနဲ့ကျွန်တော်တကားလုံးပါွာဆိုတော့အဲ့ဒါတော့အမှတ်တရပေါ့ဒီဇလန်ကကြတော့ကိုလေလူငယ်ရိုမန့်ဟိုဟာဖန်စီဒရမာဖြစ်နေတဲ့အခါကျတော့ဟိုဟာဟာတာအနေနဲ့တော့ကျွန်တော်မြင်ရမှာမဟုတ်ဘူးဒါပေမဲ့အဲ့လိုပရိသတ်ပရိသတ်ဆိုတာတချို့သော Facebook ပရိသတ်တွေမြင်ချင်းကြားချင်နေတဲ့စကားလုံးတွေအပြောဆိုတွေတော့မြင်ရကြားလိမ့်မယ် ။ဘာလို့အဲ့လိုဖြစ်ဖြစ်အောင်လဲတယောက်သောသူကဖန်တီးထားတယ်။အဲ့အတွက်ကျွန်တော်ကလည်းသူ့ဆန္ဒပြအောင်လုပ်ပေးထားတယ်။လုပ်ပေးထားတော့အဲ့ဒီဟာတွေကြည့်ပြီးွားရင်အာတို့တွေလက်ကုပ်ပြီးကြအောင်။ဆိုင်းရုံတွေကတိတာလဲခင်တာလဲကြာယူရောနော်။ဒါပေမဲ့တစ်ခါမှရေကွေးလည်းမစုံဘူး။ဒါပေမဲ့သူကကျွန်တော်ကိုကျွန်တော်ဒီဒုရယအခွေပေါ့နော်။ဗီတာမင်တီ2016မှာထွက်တော့ကသူကကျွန်တော်ကိုကူညီခဲ့ဘူးလားရှိရပါလဲဆိုတော့ကျွန်တော်အခွေထွက်ပြီးသိပ်မကြခင်မှာပဲ။ तू อ่ะအခွေရတခြင်းတွေကို तू နားထောင်ပေးတယ်။ဘယ်ခြင်းတွေကြိုက်တယ်ဆိုတာ तू ပြောတယ်။ ပြောပြီးတော့ तू อ่ะသူ့ရဲ့မန္တလေးမှာဗတ်ဒေးရှိုးလုပ်တော့ကျွန်တော်အတူခေါ်ွားခေါ်ွားပြီးတော့တိုင်းနဲ့ဒီမှာမင်းအခွေကို promote လုပ်တဲ့တချင်းနေဆိုရက်ဆိုပြီးတော့ကျွန်တော်လုပ်တယ်လုပ်ပြီးတော့ franzo နဲ့သူတို့တိုးထွက်တာ၄ဘွဲလား၅ဘွဲလားမသိဘူးကျွန်တော်အတောက်လျှောက်ခေါ်ွားခေါ်ွားတာ၎င်းတော့ခေါ်ဘူးသူကျွန်တော်အဲ့လိုလူပညာကြီးပါပေးပြီးတော့အခွေ promote လုပ်ဖို့အတွက်သူတောက်လျှောက်လို့အဲ့လိုကုညီပေးတာဆိုတော့အဲဒီသူအကူညီပြန်တောင်းလာတဲ့အချိန်မှာလဲကျွန်တော်ကဘယ်လိုစိတ်နဲ့တောင်းညင်းမလဲနော်ဆိုတော့မညင်းပါဘူး ်ဇာဝင်ကလေးတခန်းရှိရပေါ့အဲ့ခန်းမှာကောင်မလေးနဲ့တွေ့တဲ့အချိန်မှာအဲ့လိုဆွတ်သွားပြောသလိုမျိုးပေါ့အဲ့တော့ဆွတ်သွားကိုဇော်ဝင်းမှာအဲ့လိုမျိုးအဲ့လိုကွာအဲ့လိုမျိုးဆိုအားနေကျကိုဇော်ဝင်းမှာအဲ့လိုပြောလိုက်တဲ့အချိန်မှာအဆိုင်ရောအုံမိဘွားကထားကြည့်ရောကြီးတော့သူအော်သူတို့ဖြစ်စေချင်တာဒါမျိုးလေးပါလားအဲ့တော့တကားလုံးအဲ့လိုပဲသိဆောင်လိုက်